အားလုံးပဲမင်္ဂလာပါခင်ဗျာယခုဒီကတင်ဆက်ပေးမှာကတော့ကျွန်တော်ရဲ့ YouTube ပေးသက်အပေါင်းတို့ကိုဝမ်းသာစရာဗီဒီယိုလေးတစ်ပုဒ်နဲ့ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကို အဆုံးထိကြည့်ပေးကြပါလို့တောင်းဆိုလိုက်ပါတယ်ကဲစလိုက်ကြရအောင် ပြောပြပေးမဲ့ဝမ်းသာစရာအကြောင်းအရာလေးတစ်ခုကတော့အရင်ဦးဆုံးကျွန်တော်ရဲ့အကြောင်းကိုအရင်ပြောပြပေးပါမယ်ကျွန်တော်ကတော့ခေတ်ပညာနဲ့အရင်မတတ်ပါဘူး YouTuber ကြီးတွေလိုလဲနာမည်မကြီးမထင်ရှားတဲ့ဝါသနာအရဗီဒီယိုလေးတွေကိုတက်တလောက်လေးနဲ့ edit လုပ်ပြီးတော့ social media ပေါ်မှာတင်ပေးနေတဲ့မတောက်တခေါက် YouTuber လေးတယောက်ဖြစ်ပါတယ်ဝါသနာအရ online ပေါ်မှာလေးလာပြီး YouTube channel လေးကို2024ခုနှစ် ဇန်နဝါရီလ21ရက်နေ့မှာစတင်ပြီးတော့ဖွင့်ခဲ့ပါတယ်။ကျွန်တော်ရဲ့စမ်းဦးဘလော့ဂါဆိုတဲ့ YouTube channel လေးကို အားပေးကြတဲ့ညီကိုမောင်နှမတယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ကြောင်းပထမဦးဆုံးပြောချင်ပါတယ်။ညွန်လင်းမထားတဲ့သတင်းကောင်းလေးတစ်ခုကတော့ YouTube channel လေးဖွင့်ပြတာနဲ့မလုတ်တက်လုတ်တက် vlog video လေးတွေကိုတင်ပေးနေရင်မမျော်လင့်ဘဲနဲ့6လပဲကြာတယ် subscriber 1000နဲ့ ဝဟာဝါ4000ပြည့်ခဲ့ပါတယ်။အဲ့ဒီလိုပြည့်ခဲ့လို့ထိုင်းနိုင်ငံမှတဆင့်စားပစ်အပ်ပြီးမော်နီတိုက်ဇေးရှင်းလျှောက်ခဲ့တာကံကောင်းထောက်မစွာနဲ့အောင်မြင်ခဲ့ပါတယ်။ဗီဒီယိုလေးတွေဟာကောင်းတာရှိသလို မကောင်းတာတွေလည်းရှိပါတယ်။ဒါပေမဲ့ကောင်းကောင်းမကောင်းကောင်းအစမပြတ်တင်ပြနေရင်းနဲ့ကြံခဲ့တဲ့အောက်တိုဘာ23ရက်နေ့မှာ YouTube ကပေးတဲ့မြန်မာငွေ3,600ကျပ်တိတိကိုရရှိခဲ့ပါတယ်။ အထူးပဲကျွန်တော်အနေနဲ့ဝမ်းသာသွားခဲ့ပါတယ်။အဲ့ဒီငွေလေးဟာ YouTube ပိတ်တွေကကြည့်ပေးခဲ့လို့ရရှိတဲ့ငွေလေးဖြစ်ပါတယ်။အဲ့ဒီငွေလေးကိုကျွန်တော်သုံးဆွဲမပြဖဲနဲ့ YouTube မိတ်ဆွေတွေလည်းကုသိုလ်ရအောင်ရွာမှာဖုန်းတော်ကြီးကျောင်းနှစ်ကျောင်းရှိသည့်အနေနဲ့ကုလာမဲ့ပြာတူလာမှာကျင့်ပါမဲ့မိုးကုတ်ဝိပဿနာတရားစခန်းပွဲကြီးကျင့်ပါမဲ့ကွင်းလယ်အောင်ဒိဋ္ဌိကျောင်းတိုက်တော်ကြီးမှာတရားစခန်းပွဲအမိစွန်းစားကျောင်းဆောင်အမှုအတွေ့ ငါးသိန်းကျပြည့်အောင်ဖြစ်ပြီးတော့ပထမဦးဆုံး YouTube ကပေးတဲ့ငွေကိုလှူခဲ့ခြင်းဖြစ်ပါတယ်။ဒီလူငွေလေးဟာကျွန်တော်ရဲ့ YouTube ပေးသက်တွေကလှူခဲ့တဲ့အလှူလေးဖြစ်ပါတယ်။အားလုံးက LINE လေးတစ်ချက်နဲ့ဗီဒီယိုလေးတွေကိုကြည့်ပေးခဲ့လို့ခုလိုရရှိခဲ့ခြင်းဖြစ်ပါတယ်။ဒီငွေလေးဟာမများပေမဲ့ခုလိုရရှိတာဟာတန်ရှင်းစင်ကြဲတဲ့ငွေလေးဖြစ်တဲ့အတွက်လှူဒန်းရတာမမြတ်ပါတဲ့။ပီတီလေးဖြစ်ရပါတယ်။ကျွန်တော်ရဲ့ YouTube ပေးသက်တွေရဲ့အလှူဖြစ်တာကြောင့် အားလုံးလဲတာဓုခေါ်စီရန်ဒီဗီဒီယိုလေးနဲ့တင်ပြပေးလိုက်ရတာဖြစ်ပါတယ်။ခုလိုလူတိုင်းနိုင်အောင်လဲနောက်ကိုဆက်လက်ကြိုးစားသွားပါမယ်။နောက်ဗီဒီယိုတွေမှာလဲဆက်လက်အားပေးကြပါအောင်လို့ဖိတ်ခေါ်ရင်း Subscribe လုပ်ရသေးတဲ့ညီကောင်မောင်မတွေကလဲ Subscribe လုပ်ထားပြီးအမြဲတမ်းမြင်တွေ့နိုင်အောင်ဘေးနားက Notify Bell လေးကိုနှိပ်ထားပေးကြပါလို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာ။အားလုံးရှင်လန်းချမ်းမြေ့ကြပါစေ။